ဗျာမှုဥဆောင်ပြီးတော့ပဲဗျာမှုကတော်ပြီကွာငါတို့တက်ကိုလည်းမပြောင်းတော့ဘူးထွက်ပြေးပြီဆိုတော့နောက်တော့တနေရာလွတ်အကျွတ်အပဲသွားတော့မယ်ဆိုပြီးတော့မြာဒါသူတို့တွေဆုံးဖြတ်လိုက်သလားမသိဘူးပေါ့နော်အဲအဲ့လိုပုံစံမျိုးနဲ့ပျောက်ရှင်းမလားပျောက်သွားတယ်မင်္ဂလာပါခင်ဗျာမင်္ဂလာသတင်းလေးတင်ဆက်ဖို့အတွက်အဲကြိုးစားပါတယ်ပေါ့နော်ကြိုးစားပါတယ်အဲပြီးတော့ဒါပထမဆုံးသတင်းကတော့ကျွန်တော် ညောင်ကျိုးကထွက်ပြေးသွားတယ်ပေါ့နော်ပျောက်ဆုံးနေတဲ့ viewer မှုနဲ့အဖွဲတွေကိုတဲ့စကားစားအပူတပြင်းလိုက်ရှာနေတယ်ပေါ့နော်တေးသလားရှင်သလားပျောက်သလားထွက်ပြေးသလားမသိလို့ဒါသုံးဘက်ခွဲပြီးတော့အသေးအံလိုက်ရှာနေရတယ်ဆိုပြီးတော့သတင်းတက်လာတယ်ပေါ့နော်အဲ့ဒါရတယ်မိုက်တယ်အာညောင်ကျိုးကလာအလုံးစုံဒါဒွန်လိုင်းတက်ဖွဲတွေလက်ထဲကိုဒါတိုက်ခိုက်သိမ်းပဲရရှိသွားပြီပေါ့နော်အဲ့ဒါဆိုတော့အဲ့မှာရှိတဲ့စစ်ကောင်စီတပ်သားတွေက viewer မှုဥဆောင်ပြီးတော့အဲသူတို့ တို့အမြဲတမ်းပြောနေကြတော့အထွက်ဟိုပါဗောဆုတ်ခွာတယ်ဗောနော်ဒါပေမဲ့ဆုတ်ခွာတဲ့ပုံစံမဟုတ်ဘူးအခုကဘာလို့ဆိုတော့ပျောက်ပါပျောက်နေတာဘယ်ဟိုထွက်ပြေးမှမသိဘူးတို့အချင်းချင်းကိုတော့မှပဲအဆက်အသွယ်မရလို့အပူတစ်ပြင်းလိုက်ရှာနေရအပူတစ်ပြင်းဗောနော်အဲ့လိုလိုက်ရှာနေရတဲ့အနေထားဖြစ်နေတယ်ဒါတခုရှိရအဲ့လိုဗောဗျာမူးဥဆောင်ပြီးတော့ပဲဗျာမူးကတော်ပြီကွာငါတို့တက်ကိုလည်းမပြန်တော့ဘူးထွက်ပြေးပြီဆိုတော့နောက်တော့တနေရာလွတ်ရကျွတ်ရပဲသွားတော့မယ်ဆိုပြီးတော့မြာဒါတို့တွေဆုံးဖြတ်လိုက်သလားမသိဘူးဗောနော် အဲ့လိုပုံစံမျိုးနဲ့ပျောက်ရှင်းမလားပျောက်သွားတယ်ပြီးတော့ဒါဗျာမှုဥဆောင်ပြီးတော့ထွက်ပြေးရဆိုတော့နည်းနည်းတော့မိုက်တယ်ပေါ့နော်အဲပြီးရင်ဒါအဲ့လိုမျိုးထွက်ပြေးမဲ့စားဗျာဟိုဖြစ်စေချင်တာကဇော်လိုင်းတက်ဖွဲ့တွေစီမှာအညံ့ခံလိုက်ပါအလင်းအလင်းဝင်လိုက်ပါလက်နဲ့ချလိုက်ပါပေါ့နော်လမ်းမျိုးထောင်လိုက်ပါလမ်းမျိုးထောင်လဲကြီးကြီးထောင်ပါပေါ့နော်လမ်းမျိုးထောင်တာမမြင်လို့များလားတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလမ်းမျိုးထောင်စီခြင်းနဲ့အဲဘာဖြစ်လို့လဲဆိုတော့အခုလိုမျိုးထွက်ပြေးတဲ့အခါအဲကျွန်တော်တက်ဖွဲ့တွေကလည်းဒီတိုင်းတော့နေမှာမဟုတ်ဘူးလीနော် အဲတောက်လျှောက်ပဲဒါတိုက်ပွဲကနေပြီးတော့ထားပါတော့ဒါရခိုင်ဘက်ကနေထွက်ပြေးလာတဲ့သူကဒီမှာချင်းဘက်မှာပြန်ဖမ်းမိတာမျိုးရှိတယ်ဗောနော်အဲကြတပ်ဖွဲ့တွေကနေရာနဲ့မှာအများကြီးရှိတယ်ဗျာကျွန်တော်တပ်ဖွဲ့တွေအကုန်လုံးကနေရာနဲ့မှာအများကြီးဒါဖြန့်ကျက်ပြီးတော့တိုက်ပွဲဝင်နေကြတဲ့အခါဒီတပ်ဖွဲ့စီမှာအဲသူတို့တွေမမိဘူးဆိုရင်တော့မနောက်တပ်ဖွဲ့စီမှာသွားမိတဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်အဲကြရှေ့ရလို့ပြောအဲ့လိုမျိုးဖြစ်စဉ်တွေဖြစ်တဲ့အခါသူတို့ဘာဖြစ်စစ်တုံးမှန်းဖြစ်မှာစစ်တုံးမှန်းဖြစ်တဲ့အခါကျရင်အခုနကတော့ အချင်းနေမလှဘူးပေါ့လေနော်မိသားစုနဲ့ပြန်ပြီးတွေ့နိုင်ဖို့အခွင့်အရေးတွေပါတယ်အဆမလှဘူးပေါ့အဲ့တော့ကျတော့တိုက်ပွဲမဖြစ်ခင်ပါပေါ့နော်အခုနလိုမျိုးတော်လိုင်းတက်ဖွဲ့တွေကတိုက်ပါပြီဆိုတော့အချိန်ကြမှာမဟုတ်ဘဲနဲ့ပေါ့နော်တိုက်ဖို့အတွက်ဒါပြင်ဆင်နေပြီဆိုပြီးသိရပြီဆိုတဲ့ကလက်နှချပါနောက်တစ်ခုကဒါညောင်ကျိုးစကန်ပြန်ရဖို့အတွက်ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကိုတဲ့ညောင်ကျိုးစကန်ကိုမသွားခိုင်းတော့ဘဲနဲ့နောက်ပြန်ဆုတ်ထားရတယ်ပေါ့နော်နောက်ပြန်ဆုတ်ထားပြီးတော့ဒါညောင်ချောက်ဘက်မှာသွားပြီးတော့ အဲခက်စစ်ပုံစံပြင်နေတယ်ဆိုပြီးတော့လေသတင်းတစ်ခုထပ်သိရတယ်တွေ့ရတယ်ဗောနော်အဲကြအဲ့ဒါလည်းပြောရမယ်ဆိုရင်ဒီညောင်ကျိုးကိုသူကမယူတော့ဘူးဆိုတဲ့ပုံစံဖြစ်သွားတယ်ပေးလိုက်တော့မယ်အဲကတော့တော့ A နဲ့ဒါပူပေါင်းတပ်ဖွဲ့တွေကိုပေးလိုက်တော့မယ်ဗောနော်ဒီနေရာကိုတော့ပြန်ပြီးတိုက်ယူဘူးလဲဒါမလွယ်တော့ဘူးမဖြစ်တော့ဘူးမယူတော့ဘူးဗောနော်ပြီးတော့ကျတော့လက်ရှိဖြစ်နေတဲ့အနေအထားရလဲဒါဒလိုင်းတပ်ဖွဲ့တွေကနေရာအနှက်မှာထိုးစစ်အဲစင်တိုက်ခိုင်းနိုင်ဖို့အတွက်စူးစမ်းနေရဖြစ်တဲ့အတွက်တခြားနေရာတွေကိုပဲ तू ကမပါဘူးရေစူးစမ်းနေရတဲ့ပုံစံဖြစ်နေတာ အဲ့ဒါလေတော်တော်မိုက်တယ်တော်တော်မိုက်တယ်ဆိုတော့အဲစိတ်ကောင်းစရာအမြဲတမ်းမှာသူတို့ကြွေးကြော်တာရှိတယ်နေရာတစ်ခုဆုံးရှုံးရပြီဆိုရင်တော့မှပဲပေါ့နော်အဲပြန်တိုက်မယ်ဆိုပြီးတော့ပြန်ရမယ်ဆိုပြီးတော့အမြဲတမ်းမှာသူ့ရဲ့စစ်သားတွေကိုစိတ်ထဲမြင့်နေတဲ့ပုံစံမျိုးလုပ်တယ်ဒါပေမဲ့အခုနောက်ပိုင်းတော့မရတော့ဘူးကျွန်တော်ဖြစ်စဉ်တစ်ခုကြားဘူးတယ်အဲ့ဒါတော့ဒါဘုံမှုတယောက်ပြောပြအဲ59ကဘုံမှုတယောက်ပြောပြပါပေါ့နော်အဲသူတို့တုံးကပေါ့နော်ဒါအကြီးကဲတယောက်ပေါ့နော်အဲ့အဲ့အကြီးကတယောက်တက်မမှုတက်မမှုထဲအဲတက်မမှုပေါ့နော်အဲ့လိုပုံစံမျိုးတယောက်ကသူ့ရဲ့စကန်းကုန်းနေတညထဲမှာပဲ၃ကုန်း ါတိုက်ခံရတာပေါ့နော်တိမ့်ခံရတာတိမ့်ခံရတဲ့ချိန်မှာပေါ့အဲ့မျိုး तू ဘယ်လောက်ထိစိတ်အေးလက်အေးနေနိုင်လဲဆိုတဲ့ဟာကိုတော့ပြန်ပြောပြတာပါအဲအဲ့လိုမျိုးစကားကုန်းတွေတိမ့်ခံရတဲ့ချိန်မှာတဲ့ညာကြီးမင်းကြီးဆိုတော့ तू ကဘာမှပြောလို့မရအောင်မရတဲ့ချိန်မှာ तू ကမနေ့ကမှပဲပြောတော့မယ်ပေါ့နော်အဲ तू ကညာကြီးသွားပြီးတော့လူကြီးကိုသွားနှိုးပြီးပြောတဲ့ခါကျရင် तू ပါရိုက်နားရိုက်တွေခံဒါပေမဲ့ပြောရမယ့်သတင်းကလည်းလုံးဝသတင်းကောင်းဖြစ်မနေဘူးအဲဒါပေမဲ့မနေ့မိုးလင်းတဲ့ခါကျတော့အဲဒီတက်မှမူလို့တဲ့ကောင်မျက်နှာတင့်နေရပါပါရရှင်လဲရိုက်တော့กว่าဆဲရှင်လဲဆဲတော့กว่าထုထောင်းရှင်လဲထုထောင်းกว่าဆိုသူကရဲစုံမျိုးသွားပြောတာပေါ့နော် ဟာအဖပေါ့နော်ညကတော့ဘေစကန်ဘေစကန်ဘေစကန်ပေါ့နော်အဲ့တိုက်ခံလိုက်ရတာပေါ့နော်အစကန်ကုံသုံးခုလုံးပါဝါပြီဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာသူကသူတွေးထားတာသူ့ကိုပါရိုက်နားရိုက်ပြီးတော့ဆဲဆိုကျိမ်းပေါင်းမယ်နော်မနဲ့စောစောစီးစီးဒီလိုအမင်္ဂလာသတင်းပြောရလားဆိုလုံမယ်ဆိုပြီးသူကထင်းလာဒါပေမဲ့အဲ့တမမှုကအဲသူကလုံးဝစိတ်ရည်လက်ရည်ပဲပေါ့နော်တိုက်ခံရလဲဘာဖြစ်လဲกว่าပေါ့နော်ပါသွားလဲဘာဖြစ်လဲกว่าပေါ့အဲလိုပြန်ယူကြတာပေါ့အဲပြီးကြမှာပြန်ယူကြတာပေါ့ဆိုပြီးတော့အဲ့လိုစိတ်ရည်လက်ရည်ပြောတယ်ဆိုပြီးတော့လေဒါတိရတယ်ပေါ့နော် အဲ့ကြအရင်တုန်းကသူတို့ရဲ့ပုံစံတွေကအဲ့လိုပုံစံဆိုပေမဲ့အခုလက်ရှိအနေထားမှာသူကဆွလွတ်လိုက်ရပြီဆိုတော့နောက်ပိုင်းမှာသူတို့ကတိုက်ယူဖို့မစင်စားတော့တောင်းယူဖို့ပဲစင်စားတော့တောင်းဝင်တော့တောင်းတော့မယ်ပေါ့နော်အခုဒါလာရှိုးလို့ကိစ္စမျိုးပေါ့အဖက်ဘက်ကနေပြီးတော့ PR တွေပေးပြီးတော့ပဲပြန်တောင်းယူမယ်ဆိုတော့ဒါတော့မှပဲသူတို့ဘက်ကကုန်စားနေတာရှိပါသေးရဲ့ဗာလဲသူက ဟိုစစ်ပွဲတစ်ခုကိုပေါ့နော်တိုက်မြူပဲနဲ့အနံ့ရအောင်လှုပ်နိုင်တာကပို့ပြီးတော့ဆရာကြတယ်လို့ပါလို့မှန်ပါတယ်ဒါပေမဲ့အဲ့နေရာတစ်ခုကိုသူတို့အနေနဲ့ကဒါခုနလိုလုံးဝသူတို့ရဲ့အသက်တွေရောဘာတွေရောညာတွေရော ဆုံးရှုံးပြီးတော့သူတို့ပြေးလိုက်ရတဲ့နေရာတစ်ခုကိုသူတို့ပြန်တိုက်သေးတယ် လုံးဝတိုက်လို့မရတော့တဲ့အနေအထားကြမှာခုနလိုဖက်ဖက်က PR တွေအသုံးပြုပြီးတော့ပြန်ပြီးတော့တောင်းယူလုံးဝသံတန်းစားပုံစံမျိုးတောင်းယူတဲ့အနေအထားပေါ့နော်အဲဒါကြအခုအခုကိစ္စမှာဆိုလဲအဲ့လိုပဲညောင်ကျိုးသူကပြန်ယူဖို့အစီအစဉ်မရှိတော့ဘူးအဲ့တော့ညောင်ချရောက်ပေါ့နော်ညောင်ကျိုးကနေဆက်လာမယ်ဆိုရင်ညောင်ချရောက်ဘက်ကိုရောက်တဲ့ခါကျရင်အဲသူတို့ထပ်ပြီးတော့အဖြစ်ဆိုးတွေမကြုံရစေဖို့အခုလိုခံစစ်ပြင်နေအင်အားတွေလည်းထပ်တိုးထားအင်အား200လောက်ထိထပ်တိုးထားဆိုပြီးတော့သိရတယ်ပေါ့နော်အဲဒါကြတော့ဒါကလည်းတရင်ကောင်းတစ်ခုဖြစ်တယ်ပေါ့နော်နောက်ကတော့ဒါ ငလင်းငလင်းနဲ့ပတ်သက်လို့လည်းပြောအောင်မယ်ဇွန်မဲလုံးဇွန်မဲလုံးပေါ်တက်ကြီးအိုက်ထွက်ပြောနေပါလေမန်လေးငလင်းကြီးပေါ့နော်မန်လေးငလင်းကြီးလို့အသုံးပြုပါဆိုပြီးစကိုင်းပြည့်ရွေကြောကနေဖြစ်လာတဲ့ဒီငလင်းကစကိုင်းမှာဒါလုံးဝဆုံးရှုံးမှုဆိုရင်ထိခိုက်ပျက်စီးမှုဆိုရင်80ရာခိုင်နှုန်းလောက်ဖြစ်သွားတဲ့အနေဒါမှသူကမန်လေးငလင်းကြီးဆိုပြီးတော့လှုပ်ရှင်အဲ့လိုမျိုးအသုံးနှုန်းပေးကြပါဆိုပြီးသူကတောင်းပန့်ကြားတယ်ပေါ့နော်တောင်းမှန်တာအဲ့လိုမျိုးသုံးနှုန်းပေါ့ဒါဒိတ်မဲ့မရှိတာလေနော်ဒီကောင်းနေစိတ်ကူးပေါက်ပြီးရှောက်ပြောကြံပြောပြီးရင်ဒါကိုဒါ ရရာပဲဖြစ်ဖြစ်ပေါ့နော်အဲအဲ့လိုမျိုးကြောင်းမလို့ဒီလိုမျိုးသုံးလုံးခိုင်းနေဆိုပြီးတော့လည်းဒါတချို့ပြောကြတယ်ဒါလည်းမှန်ကောင်းမှန်နိုင်တယ်ဘာလို့လဲဆိုစကိုင်းငက်လျင်ဆိုပြီးတော့သူတို့တွေယူဆကြတဲ့အခါမှာစကိုင်းဆိုတော့စစ်ကောင်စီပေါ့အဲကိုင်းဆိုတော့ကိုင်းကြတယ်၊ကိုင်းကြတယ်ပေါ့နော်ပြီးရင်ငက်လျင်ဆိုတော့ပျက်စီးမှုပေါ့နော်အဲ့တော့ကြတော့ စစ်ကောင်စီတပ်ကလုံးဝအလုံးစုံပျက်စီးရမယ့်ပုံစံမျိုးနမိတ်ပေါ်နေတယ်ဆိုပြီးတော့ဒီဥစားတော့မတုံခိုင်းစကိုင်းပြည့်ပြည့်ကျွတ်ဖြစ်လာတဲ့စကိုင်းငလင်ကိုမန်လေးငလင်ကြီးဆိုပြီးတော့ဒါအတော့ပြုတ်ဖင်ပိတ် ပြီးတော့ပြောနေရမျိုးဖြစ်တယ်ဗောနော်အဲ့ကြာရီလဲရီရတာဗောနော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကဖြစ်နိုင်တယ်ဒါမျိုးကိုအရန်ယုံကြည်တဲ့ကောင်မျိုးတွေဖြစ်တယ်အဲပြီးတော့တခုခုမှာအလှတန်းလှုပ်ပြီးဟေ့ဆိုရင်တော့မှပဲသူကဘေးဒင်းနေရေတရားတွေကိုယူသွပြီးတော့လှုပ်ကြတဲ့ကောင်တွေဖြစ်တဲ့အတွက်အဲဒီဥစားကလည်းဖြစ်နိုင်ခြင်းရှိတယ်ဗောနော်နောက်တဲ့သတင်းတစ်ခုကတော့ဒါအကြောင်း တနိုင်းမြို့တိုက်ပွဲမှာတဲ့စကားစားဘက်ကဘိုဝင်းမိုးကျော်တိတ်ဆုံးတယ်အဲစစ်ဘိုတယောက်ဒီတလင်းတိုက်ပွဲထဲမှာဗောနော်ဒီစကားစားဘက်ကစစ်ဘိုတယောက်တိတ်ဆုံးတာတော့မဆမ်းဘူးဗျသူကဘိုအဆင့်ပဲရှိတယ်ဘိုဆိုနှစ်ပွင့်ဗောနော်အခုကဒါဘုံမှုကျုပ်တွေဘိုကျုပ်တွေဗောနော်အဲ့လိုកောင်မျိုးတွေတော့ဖန်ခံနေရတဲ့အနေထားမှာဗောနော်အဲခုနနှစ်ပွင့်နဲ့ဘိုတကောင်ဒါတိတ်ဆုံးတယ်ဆိုတော့မဆမ်းဘူးဒါပေမဲ့သူ့အကြောင်းဘာကြောင့်ဟောတာဖြစ်လဲဆိုတော့သူကအမြဲတမ်းမှာသူကနေကျင်တော့ဘူးထွက်ချင်တယ်အဲထွက်ခွင့်ရကျင်တယ် ပြီးရင်စစ်တပ်ထဲမှာဒီလုပ်တွေဆက်မလုပ်ချင်တော့ပါဘူးဆိုပြီးတော့ဒါအမြဲတမ်းမှာပြောပြောနေရသူတယောက်ဖြစ်တယ်ဆိုရင်သူ့ရဲ့မိတ်ဆွေကပြောထားတယ်တဲ့အဲ့တော့ကျတော့ပြောချင်တာကအခုလိုမျိုးအချိန်မီမယုံထွက်နိုင်တော့ဘာဖြစ်သွားလဲသေးွားတယ်လေသေးွားဒီအစ်စ်ဖို့တယောက်သေးတာလုံးဝဒါတကယ်တော့မဆမ်းဘူးဗျဒါပေမဲ့လည်းအဲ့လိုမျိုးခုနလိုပေါ့နော်ဟိုကျောင်းစီကိုလာပြီးဆက်သွယ်ကြတာရှိတယ်အဲတခုခုဆိုရင်ပေါ့နော်အဲတုံမှန်းဖြစ်သွားပြီးထားပါတော့တုံမှန်းတော်လိုင်းတက်ဖွဲ့ကြီးဖမ်းပလိုက်ပြီစစ်တုံမှန်းဖြစ်သွားပြီ ဲ့လိုအနေထားကြမှာကျွန်တော်တို့စီကိုဆက်သွယ်လာပြီးတော့အာဘိုးကြီးရယ်ပေါ့နော်အာကိုထက်မြတ်ရယ်အဲဒီကျွန်တော်တို့ငယ်ချင်းဘာဖြစ်နေကြလဲအဲ့တို့အတိတို့မိတ်ဆွေတို့မိသားစုပေါ့နော်အဲဘယ်တိုက်ပွဲမှာဘယ်တက်ဖွဲ့ရယ်ဒါစစ်တုံးမှန်ဖြစ်သွားတယ်ပေါ့နော် तू ကငကိုနေရမှာ तू ကလူကောင်းလေးပါ तू ငကိုနေရမှာထွက်ချင်နေရပါထွက်ခွင့်မရလို့အခုလိုမျိုးအနေထားနဲ့ကြုံသွားတာပါအဲကြောင့်မလို့သူ့ကိုတက်တက်ညံ့ညာလေးနဲ့ပြန်လွှတ်ပေးပါမတက်ပါနဲ့ဘာညာအဲ့လိုမျိုးပုံစံမျိုးလာကြီးကူညီတောင်းတာရှိအဲ့ဒါရဒိဗ္ဗမဲ့တယ်လေဗျာဘာဖြစ်လို့လဲဆိုတော့ တကယ်ထွက်ချင်ပါတယ်ဆိုတဲ့သူတွေကရှေ့မှာထွက်ခဲ့ကြတာအများကြီးပဲ။နိုင်ပါဘာဒီကုန်းငဲ့နေတာလဲမိသားစုလားရှေ့ရလူတွေလည်းမိသားစုရှိတယ်။စီးစိမ်ချမ်းသာကြွယ်ဝမှုလားတချို့လူတွေလည်းအထိုက်လျောက်သူ့ဟာသူရှိကြတယ်ဗျာ။အကြဒီလိုမျိုးနာပြည်သူကိုရဲဆက်ဆက်တိုက်ခိုက်တက်ဖြက်ညှဉ်းပန်းနှိပ်စက်နေတဲ့အဖွဲ့အစည်းတွေမှာပေါ့နော်တခြားငဲ့စရာအကြောင်းမလို့ဒါနေနေပြီးတော့နောက်ဆုံးဒါအချိန်လွန်သွားတော့အသက်တေဆုံးရတာပဲဖတ်တင်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်သွားဘာမှသူ့မိသားစုတွေလည်းမကောင်းဘူးသူ့တွေလည်းမကောင်းဘူးအကြချို့အရာတွေကကျွန်တော်ပြန်ပြီးစူးစမ်းလို့ရတယ် ဒီအပြင်မှာရတဲ့လွတ်လပ်မှုပေါ့နော် ပြီးတော့ကျတော့ပြည်သူရဲ့ကြည်ပြူမှုပြည်သူရဲ့အမုန်းတရားတွေပေါ့ဗျာအဲ့ဒါတွေမခံစားရတဲ့ဘဝမျိုးလွတ်လပ်တဲ့ဘဝမျိုးကြောင့်ရစေချင်တာဒါကြောင့်မလို့ fake ကောနေတာပေါ့နော်ပြီးရင်ခုနပြောတဲ့အချိန်မှာသူကပါပါတယ်ဟိုအဓိကတော့သူကအမြဲတမ်းမှသူကဒီစစ်တပ်ထဲကနေမလုပ်ရှင်တော့ထွက်ရှင်နေတာပါဆိုပြီးတော့ပြောတဲ့ဟာပေါ့နော်နည်းနည်းတော့ရည်စရာကောင်းတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဘိုးဘိုးအစ်မမရှိသေးဘိုးဆိုတာကအဲတင်းနှင်းဆင်းလာတဲ့တပွင့်နောက်ထပ်တနစ်နေတာလည်းနှစ်ပွင့်ဖြစ်သွားအဲဆိုဘိုးဖြစ်သွားတယ် အဲစစ်တပ်ထဲမှာနေတဲ့ဟာပြောရမယ်ဆိုရင်အဲသူကနှစ်နှစ်ကျော်သုံးနှစ်ကာလပဲထားပါတော့ဗောနော်အဲဘိုးအဆင့်ဆိုတော့ကျတော့သူကအနည်းဆုံးအဲဘိုးဖြစ်ပြီးသွားလို့နောက်ထပ်သုံးနှစ်နေမှာသူကသုံးပွင့်ရတာဗျာအဲကြောင့်၅နှစ်တက်တန်းရှိမှဘိုးကြီးဖြစ်တာအဲ့တော့အနည်းဆုံး3နှစ်ပဲရှိအောင်မှာ3နှစ်ဆိုရင်ဒီလိုမျိုးဒါဟိုစစ်ကောင်စီကအာဏာသိမ်းလုပ်ရက်တွေမှာဗောနော်ဒါပြည်သူရဲဆက်လုပ်နေတဲ့ဟာတွေသူတို့သိပြီးသားပဲဗျာဒီလားအဲကြောင့်အဲ့လိုဟာမျိုးမှာခုနကလိုဟိုဟာငှဲ့တယ်ဒီဟာငှဲ့တယ်ဆိုပြီးလုပ်နေတယ်ဆိုရင်တော့ အသက်သေးရတာတန်ရဲ့လားပေါ့နော်ဒါပဲမေးရှင်တယ်ပြီးရင်ဒါအာနာရှင်အတွက်ပေါ့နော်အာနာရှင်ရဲ့ကိုကြိုးအတွက်အဲခုနလိုပြည်သူကိုနှိမ့်ဆက်တက်ဖြတ်တဲ့အဖွဲ့စည်းထဲမှာနေပြီးတော့အသက်ပေးလဲရတာတန်ရဲ့လားဆိုပြီးတော့ပဲကျွန်တော်တို့မေးရှင်တယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါမင်းအွန်လိုင်းဥဆောင်တဲ့ဒါမိသားစု မိသားစု ရှင်ပြုအလှူအဲရှင်လောင်း9500ကိုရှင်ပြုပွဲလုပ်ပေးတယ်ဆိုတဲ့တည်တင်း9500เนาะအဲဒါတို့မိသားစုအလှူပေါ့ဗျာအဲဥစားလုပ်တယ်ဆိုတဲ့တည်တင်းကိုသူက ဖုံးဖိဖို့စ조사ထားတယ်ဆိုပြီးတော့လေသိရတယ်ဗောနော်ဒါတကယ်လောက်ခဲ့တယ်ဗောဒါပေမဲ့သူတို့ဖုံးဖိလို့ရတဲ့သတင်းဘာများရှိသလဲဗောသိကျင်တာဒါပေမဲ့သူတို့ဖုံးဖိဖို့ထားတဲ့သတင်းဆိုတာသူတို့သတင်းဖုံးဖို့စ조사ရလို့လဲကျွန်တော်ယူဆကျင်တယ်ဘာလို့လဲဆိုတော့နေပြည်တော်မှာအဲဒီဝန်ထမ်းအင်ယာတွေဗောနော်ဒီငလင်ဘေးကြောင့်မလို့ပြိုကျပြက်စီးတဲ့ဟာတွေကအများကြီးရှိတယ်အဆောက်အဦတွေတော်တော်များများပြက်စီးပြိုကျသွားပြီးတော့အဲ့ထဲမှာ ဒါနေလို့မရတော့လို့လမ်းပေါ်ထွက်နေရတယ်။ဓမြတွေတခိုးတွေရန်ကြောက်ပြီးတော့ဒါနန်စီတန်ဝန်ထမ်းတွေတော့ကရောက်ကြတယ်။အဲဥစ္စာတွေကိုသူတို့ပြန်ပြီးတော့ကူညီတာတွေကယ်ဆယ်တာတွေထောက်ပံ့တာတွေမလုပ်ပေးဘူးပေါ့နော်။အဲမလုပ်ပေးဘဲနဲ့တခြားအဲဒီသူတို့ဟန်ပြလုပ်တဲ့ဟာဒီမှာပဲသူတို့ဓာတ်ပုံရိုက်တယ်ဗီဒီယိုရိုက်တယ်ပြီးရင်ကဘာကိုချပြမယ်ဆိုရယ်ပုံစံမျိုးလုပ်နေတာတွေရှိတယ်အဲကြအဲ့လိုဟာမျိုးတွေကိုဒါလုံးဝအထက်ဒီမြေပြင်ကအခြေအနေမှန်နေတိမှာဆိုလို့ဒီလိုသတင်းတွေဖုံးဖို့စူးစမ်းရလို့လဲကျွန်တော်တို့ယူဆတယ်ဒါဒါဘာလို့လဲဆိုတော့ အဲစစ်ကောင်စီကအမြဲတမ်းမှာသတင်းဖုံးမှုအတွက်ကိုသူတို့တမျိုးမျိုးနဲ့တနည်းနည်းနဲ့ကြံစီနေတာတွေရှိတယ်။ဒေါ်လာရေးကဘက်ကအောင်မြင်မှုတွေပဲဖြစ်ဖြစ်သူတို့လှုပ်ချင်တာတစ်ခုခုရှိလို့ပဲဖြစ်ဖြစ်ပေါ့နော်။အဲအဲ့လိုမျိုးဆိုရင်သူတို့သတင်းဖုံးမှုစူးစမ်းကြတယ်။ဘယ်နေရာကိုထိုးစစ်ဆင်မှုပဲဖြစ်ဖြစ်ပေါ့နော်။အဲဘယ်နေရာကိုသတင်းဖုံးမှုပဲဖြစ်ဖြစ်သူတို့လှုပ်တဲ့အကွက်တွေကဒီလိုအကွက်တွေဖြစ်တယ်။အဲကြတော့ဒီရက်ထဲမှာလည်းအဲစစ်ကောင်စီအဲ့လိုဟာမျိုးတွေလှုပ်လာပြီဆိုရင်ကျွန်တော်နေနေ သတိထားဖို့လည်းလိုတယ်ပေါ့နော်အဲပြီးတော့သူတို့သတင်းဖုံးလို့မရဘူးဆိုတာကိုလည်းအမြဲတမ်းမှဖော်ထုတ်ပေးနေတဲ့မီဒီယာတွေကိုလည်းကျေးဇူးတင်တယ်နောက်တစ်ခုကဒီရှင်လောင်းနေပေါ့နော်ရှင်လောင်းနေကိုသူကအဲရှင်လောင်းကလေးတွေအဲရှင်ပြုတ်စရိတ်တယောက်ကိုတသိမ့်ပေးမယ်ပေါ့အဲလိုပုံစံမျိုးနဲ့သူမဲဖောက်ပြရာရှိရဲ့တဲ့ဒါရှင်ပြုတ်အလှစရိတ်ပေါ့အဲအဲဥစ္စာတွေကိုတသိမ့်ပေးမယ်ဆိုပြီးပြောခဲ့တာရှိရဲ့ဒါပေမဲ့လက်တွေမှာလုံးဝတသိမ့်မရပါဘူးဆိုပြီးတော့အတန်တွေလည်းကြေကြေလောင်လောင်ထွက်လာတယ်ပေါ့နော်အဲ့တော့ဖင်မနိုင်ပဲပေးခြင်းစားတယ်လို့ပဲပြောချင်တာပေါ့ဗျာ လုံးဝသူ့ကိုထောက်ခံပါတယ်ဆိုတဲ့လူတွေလည်းဒါတွေကိုသိတင်တာပေါ့နော်မင်းတို့ရဲ့ဘဘကြီးကအပြောပဲရှိတယ်လေပဲရှိတယ်ပြီးရင်မင်းတို့ကိုတခုခုထုတ်ပြောလာပြီဆိုရင်အဲဥစ္စာမင်းတို့ကိုအတုံးချတယ်ဆိုတာကိုပဲကျွန်တော်ကသိစေချင်တယ်ပေါ့နော်အနောက်ထပ်သတင်းသတင်းကောင်းပေါ့သတင်းကောင်းတစ်ခုကတော့ဒါဖလန်းမြို့မှာစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းကုန်းဖြစ်တဲ့ခလာယာ268တရင်ကိုဒါဒေါ်လိုင်းတပ်ဖွဲ့တွေကအပိသက်သိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့ပြီးတော့သူကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုလိုက်လံရှင်းလင်းနေရတယ်မင်းတို့စစ်ကောင်စီကပြေးတာလည်းများတာကွာ ်ညောင်ကျိုးကပြေးလိုက်ဖလန်းပြေးလိုက်ပေါ့နော်အဲ့တော့ဒါအင်းတော်ညောင်ကျိုးဖလန်းဆိုလို့ကတော့ကျွန်တော်အဲ့နှစ်ကူးတရင်ကောင်းကတော့နှစ်ကူးလက်ဆောင်ကတော့ပါတကယ်ရှယ်ပဲပေါ့နော်အဲအခုဆိုလေဒီအဲ့ဓာတ်ပုံတွေမှတ်တမ်းဓာတ်ပုံတွေတက်လာတယ်အချို့နေရာတွေမှာတွေ့နေရပြီအဲကျွန်တော်ပြောသလိုပါပဲအဖွဲတွေကတော့တေချာပေါက်ထုတ်ပြန်လာပါလိမ့်မယ်ပေါ့နော်အဲ့ခါကြာရင်ကျွန်တော်အဲ့ကအခြေအနေတွေပြီးရင်အဲ့ဒီကအဲတိုက်ပွဲဖြစ်စဉ်တွေအဲ့နဲ့ပတ်သက်လို့အဲတာဝန်ရှိတဲ့သူတွေနဲ့ကျွန်တော်အင်တာဗျူးပုံစံမျိုးလေးလည်းလုပ်ပေးပါမယ် ဒါကလည်းတကယ်သတင်းကောင်းဖြစ်ပါတယ်ချို့တော်များများတော့သိနေကြပြီပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ထုတ်ပြန်တဲ့ချိန်ထိကိုတော့ကျွန်တော်တို့စောင့်ရပါမယ်အဲ့တော့အဲခုဒါလာရှိုးလိုကိစ္စတွေငလင်းလိုကိစ္စတွေဒါမျိုးကိစ္စတွေနဲ့ပြည်သူတွေဝမ်းနဲ့ကြေကွဲရရှိမယ်စိတ်ဓာတ်ကျနေရရှိမယ်အဲဒါတော့မှပဲဒီကြားထဲမှာတလိုင်းတပ်ဖွဲ့တွေကပြည်သူတွေကိုစိတ်ခွန်အားဖြစ်စေမဲ့အောင်ပွဲသတင်းတွေယူဆောင်လာပေးနေတဲ့အတွက်ကျေးဇူးအများကြီးတင်ရတယ်ပြီးတော့အဲ့အောင်မြင်မှုတွေရဖို့အတွက်ကို ဒလိုင်းတပ်ဖွဲ့တွေကမြေပြင်မှာအသက်တွေအများကြီးရင်းပြီးတော့လုံလုံနေကြရတာဖြစ်တယ်ဆိုတော့လေကျွန်တော်ပြည်သူတွေနားလည်ကြစီခြင်းနဲ့အဲကြောင့်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တွေကအဲစိတ်နဲ့ကြစရာတွေကတော့ကျွန်တော်တို့ဒလိုင်းမှာအများကြီးရှိပါတယ်နောက်လျှောက်လည်းကြုံတွေ့နေအောင်မှာဖြစ်တယ်ဒါပေမဲ့စိတ်နဲ့ကြလို့မရဘူးဆိုတာကိုတော့ကျွန်တော်တွေသိထားဖို့လိုတယ်ဘလိုမျိုးစိတ်နဲ့ကြစရာပဲကြုံလာကြုံလာကျွန်တော်တို့ရအောင်ကြော်ဖြတ်နိုင်ဖို့လိုတယ်အဲပြီးရနဲ့ကျွန်တော်တို့လုံရမယ်ဒလိုင်းအောင်မြင်မှုပန်းနိုင်စီကိုတွားနေတဲ့လမ်းတွေကိုကျွန်တော်တို့ဆက်လျှောက်ရမယ်လမ်းတွေကိုကျွန်တော်ဆက်လျှောက်ဖို့ရန်ရည်ကြည့်ပါလေဆိုတာလေးကိုဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်